မိုင်းဖြတ်မြို့နယ်၌အခြေခံပညာထက်တန်းကြောင်မိုင်းဖြတ်၏ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်ရှိပိုင်းတာချီလိတ်ခရိုင်မိုင်းဖြတ်မြို့နယ်တွင်2025-2026ပညာသင်နှင့်အခြေခံပညာထက်တန်းကြောင်မိုင်းဖြတ်၏ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကိုဂျွန်လ25ရက်နနက်9:00နာရီကကျောင်းဝင်းအတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်လံအား ကျောင်းကောင်စီဥက္ကဋ္ဌဒေါ်မာကြီးနဲ့ဆရာဆရာမများကျောင်းသားကျောင်းသူများက အလေးပြု၍အခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်။ထို့နောက်နိုင်ငံတော်သချင်းဂရီးသစ္စာခံယူခြင်းနဲ့ကျောင်းကောင်စီသချင်းကိုတည်ဆူခဲ့ကြပါတယ်။ဆက်လက်၍ကျောင်းကောင်စီဥက္ကဋ္ဌကအနောယထာကျန်စစ်တာဘရင်နောင်အလောင်းဖရာဗန္ဓုလအသိန်းကိုစားပြုအလံများကိုအသိန်းကောင်းဆောင်ဆရာဆရာမများထံပေးရခဲ့ပါတယ်။ထို့နောက်ကျောင်းကောင်စီဥက္ကဋ္ဌဒေါ်မာကြီးက ကျောင်းကောင်စီဂရီသစ္စာခံယူပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့်ဂရီသစ္စာများကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်ခမညာဆက်လက်ပြီးမိုင်းပြင်းမြို့တွင် အပြည်ပြည်ဆိုင်ရာမူရေးစေဝါလွယ်တုံမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာဆောင်များဖြန့်ဝေတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွဲတုံမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းအမှတ်အကျူတည်င်းစကားလက်ကမ်းစာဆောင်များကိုယနေ့နေ့နဲ့ပိုင်းနှင့်နေ့လယ်ပိုင်းကအာထကခွဲကြောင်းနှင့်အာထကကြောင်းတို့တွင်အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွဲတုံမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနှင့်အထိမ်းအမှတ်တည်င်းစကားလက်ကမ်းစာဆောင်တွင်2024ခုနှစ်အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလွဲတုံမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေသူ မူရစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟုအဖွဲ့ဩဂရဓမ္မပေးပို့သည့်တဝင်လာကောက်နှုတ်ချက်မူရစ်ဆေးသုံးဆွဲခြင်း၏စိတ်ပိုင်းဆိုင်ရာစုကျများမူရစ်ဆေးသုံးဆွဲခြင်း၏ရုပ်ပိုင်းဆိုင်ရာစုကျများမောင်ကျေးဇူးရေးသားသော အစိတ်ပန်းကဗျာဖန်စီရမိသောမူရစ်ဆေးဝါးများမိရှုဖြစ်စီမှုမှတ်တမ်းတပ်ပုံများဘက်ပေါင်းစုံမှပူပေါင်းပါဝင်ဆောင်ပါမူရစ်ဆေးဝါးပညာပေးကတွန်မဟာဗျူဟာနှစ်ရက် နီးပြူဟာ၃ရက်နဲ့မူရစေဝပညာပေးဆောင်ပုတ်များပါဝင်ကြောင်းသိရှိရပါတယ်။အဆိုပါသတင်းစကားလက်ကမ်းစာဆောင်ကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကအခြေခံပညာထက်တန်းနဲ့အထက်တန်းကျောင်းဝဲမှကျောင်းသားကျောင်းသူများမူရစေဝအန္တရာယ်များသိရှိပြီးရှောင်ရှားတက်စေရန်ရည်ရွယ်၍ပညာသင်ကြားနေသူများ၏လက်ဝယ်ရောက်ဆောင်ရည်နေရာကျော်ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။